ဘန်ကောက်မှာအတန်ဆုံးကျေးဥတပွဲကို89ဘတ်ထဲနဲ့စားလို့ရပြီးတော့ရန်ကုန်စတိုင်းမှာလာရှန်ကောတွေတရုတ်တန်းထမင်းပေါင်းတွေပါအစုံရတဲ့ဆိုင်လေးကိုခေါ်သွားပေးမှာဖြစ်ပါတယ်။ဒီဆိုင်လေးမှာရှယ်တန်တဲ့ promotion တွေပါရှိလို့ video လေးကိုအဆုံးထိဆက်ကြည့်ကြပါအောင်နော်။ ီနေ့ကတော့ဆိုင်းရမကပတူနတ်မှာတခါစားခဲ့ဘူးတယ်မာလာရှန်ခေါနဲ့ကျေးဥစီချက်ကိုတအားစားချင်လာရဆိုတာနဲ့အခုသူ့ရဲ့ဆိုင်ကွဲလေးရလဲဆိုင်းနုနဲ့နီးနနာဖရခနော်မှာအသစ်ဖွင့်လာရဆိုတော့ဒီဆိုင်ကွဲအသစ်လေးမှာပဲသွားစားကြမယ်ပေါ့နော်ဒီဆိုင်လေးရကြတော့ဖရခနွန် BTS station exit 3ရနေဆင်းပြီးတော့9မိနစ်လောက်လန်လျှောက်သွားရင်ရောက်တဲ့ W Market Food Corner လေးမှာဖွင့်ထားတဲ့ AR Rhythm ဆိုတဲ့ဆိုင်လေးပေါ့နော် အခုသူစီမှာကျေးဥတပွဲကို89ပတ်ထင်းနဲ့စားလို့ရရဆိုတာနဲ့ဆိုင်းကတော့ကျေးဥစီချက်လေးနဲ့မာလာရှန်ကောလေးကိုအရင်မာထားလိုက်တယ်ပေါ့နော်ကဲဒါတော့ဆိုင်နှုတ်ခုမှာထားတယ်ရှင်းဆက်ကိုပတ်တန်ဂျေအိုစီချက်ပေါ့နော်။သူကကျတော့လီမီနီဂျေအိုစီချက်ဆိုပေမဲ့သူ့ရဲ့ကြာစံဖက်တရားကျတော့လေပုံမှန်ဆိုင်မှာပါတဲ့ပိုးရှင်မျိုးကိုမှအသားလုံးလေးတွေကိုပဲနည်းနည်းလေးလျှော့ပြီးတော့ဒီလိုမီနီ size လေးလုပ်လိုက်တာပေါ့နော်။ ကျေးဇူးတပွဲကိုလေဘက်200လောက်ပေးပြီးတော့ပိုရှင်အများကြီးလည်းမစားချင်ဘူးဆိုလို့ရှိရင်ဒီလိုမျိုးတပွဲကိုမှဘက်100တောင်မှပေးတယ်မီနီဆိုက်စ်လေးတွေမှစားချင်ရန်ကုန်ကကျေးဇူးစီချက်အရသာမျိုးလွမ်းနေရဆိုလို့ရှိရင်တော့ဒီကမီနီစီချက်လေးတွေမှပြီးတော့အလွမ်းပြေစားလို့လည်းရတယ်သူကဒီလိုတပွဲဆိုလို့ရှိရင်တယောက်စားကောင်းကောင်းလေးစားလို့ရတယ်ဒါကြတော့လေတရုတ်တန်းနေမှာစားနေကြကိုယ်ရီအီအီရွှဲရွှဲလေးနဲ့ဒီလိုမျိုးအသေးရွက်တွေခက်မြမြလေးနဲ့စားရတဲ့တရုတ်ထမင်းပေါ့မော်နော် ဘန်ကောက်မှာလေဒီလိုမျိုးတရုတ်ထမင်းပေါင်းရတဲ့ဆိုင်ကတော့ခက်ရှက်ရှက်ရဲ့အခုဒီဆိုင်မှာဒီလိုမျိုးတရုတ်ထမင်းပေါင်းအရသာလေးရရဲဆိုတာနဲ့ဆိုင်တော့တော့ပျော်ပျော်ကြီးမှစားခဲလိုက်တာသူရဲ့အရသာကတော့လေကော်ရီအီအီရွှဲရွှဲလေးနဲ့တော်တော်လေးနဲ့စားလို့ကောင်းပြီးတော့လေမစုံလေဆိုလို့ရှင်လည်းအများကြီးပါတယ်သူကဝတ်သားချက်သားနဲ့လေရွေးပြီးတော့စားလို့ရတယ်ဒါကြတော့ဆိုင်အမမာတာလေးပေါ့နော်ဒီလိုမျိုးမီနီကျေးဥစီချက်ကိုသူကပင်လယ်စာလေးနဲ့လည်းမာလို့ရတယ် တော့ဒီလိုမျိုးပင်လယ်ဆန်နဲ့ဆိုရင်တော့မလီ129ပဲပဲပေးရတာသူရဲ့ပစွန်နေဆိုလို့ရှိရင်လည်းလီချိုးပြီးတော့လက်နေရောသူရဲ့ကျေးဥစီချက်ဟင်းရည်လည်းတောက်လို့ကောင်းတယ်အခုတော့ညီမညောင်ရဲ့ကျေးဥစီချက်စားခြင်းရဲ့ဆန္ဒလေးလည်းပြည့်သွားပြီပေါ့နော်ဒီဆန္ဒလေးအိမ်နဲ့လည်းတိတ်မွေးဘူးဆိုတော့ဒီမီနီကျေးဥစီချက်လေးကိုအမြဲလာစားဖြစ်နေတော့မှမမြင်ရပါဘူး ဒါကြတော့ဆန်ရောက်ရင်မပါမဖြစ်မစားနေကြမလားရှန်ကိုပေါ့နော်သူ့ရဲ့မလာရှန်ကိုကလေဒီလိုမျိုးဘိုးအပြည့်ကိုမှအများကြီးထည့်ပေးထားတာဒီလိုတပွဲမှာပြီလို့ရှိရင်လေတယောက်ကိုထမင်းသလုံးစီနေဆိုလို့ရှိရင်နှစ်ယောက်ကတော့အေးဆေးစားလို့ရတယ်သူ့ရဲ့ရတာကတော့လေထုံထုံဆက်ဆက်ကြီးမျိုးမဟုတ်ပဲနဲ့မြန်မာပဇက်နဲ့ကြိုက်တဲ့အရတာမျိုးပို့ပြသွားရပေါ့နော်ဒီလိုမလာရှန်ကိုတပွဲဆိုလို့ရှိရင်တော့169ပဲပဲပေးရတယ် ပြီးတော့ဒီမှာလေညတိုင်း unplug တွေပါရှိတော့ရန်ကုန်မှာလိုမျိုး unplug ကောင်းကောင်းလေးနားထောင်ပြီးတော့ဘားထိုင်ချင်လာတဲ့ဒီမှာပဲတော့တဝိုင်းဆက်လိုက်ကြရပါဘောနော်ဒီမှာလေလူများများနဲ့လာလို့ရှိရင်လေဒီလိုမျိုးဂိမ်းဆော့လို့ရတဲ့ activities လေးတွေပါရှိတော့လေတော်တော်လေးလည်းပျော်ဖို့ကောင်းပါဒါကြတော့ဆိုင်တို့ညီမနှစ်ယောက်ဂိမ်းဆော့ရင်းနဲ့ရှုံးတဲ့သူကော်သေးတောက်ချင်းဆိုပြီးတော့ဆော့နေကြတာပေါ့နော်တော်တော်လေးလည်းပျော်ဖို့ကောင်းတယ် ော့အစမှာပြောခဲ့သလိုပဲဒီဆိုင်မှာလေ promotion တွေဆိုလဲအများကြီးပေးထားသေးတာပြီးတော့လေဒီကစားတောက်တွေကို graph နဲ့လည်းမာလို့ရသေးတယ် grant ဆိုလို့ရှိရင်သူက promotion တွေလည်းအများကြီးရှိပြီးတော့ delivery charges ကလည်းပို့ပြီးတော့တက်တာဆိုင်မှာကနေ့နေ့9နိုင်ရနေပြီးတော့7နိုင် happy hour twin ဆိုလို့ရှိရင် cocktail တွေကို buy one get one လေးပေးထားတယ်ဒီလိုမျိုး draft beer ခွက်ကြီးတွေကိုကြတော့တစ်ခွက်ကို80တဲနဲ့မာတောက်လို့ရတယ် ပြီးတော့သူတို့မီနူထဲမှာရှိတဲ့ကိုကြိုက်တဲ့ snack 16မျိုးတွေကနေပြီးတော့ဘာပဲမှမသက်ပွဲကိုဘတ်တရာတဲ့နဲ့လေဒီ happy hour promotion နဲ့မှရသေးရယ်ပြီးတော့အမိုက်စား promotion ကကြတော့လေဘတ်တထောင်ဘူကြိုက်ရတောက်ပြီးရတဲ့ဘတ်900ဘူဘာကြိုက်ရ free ဆားလို့ရအောင်ပါနော်ပြီးတော့ Science Follower တွေအတွက်ဒီဗီဒီယိုလေးကို share ပြီးတော့သွားဆလို့ရှိရင်လည်း November 15ရက်နေ့အထိကို20% discount လေးပါပေးအောင်ပါနော် ဆိုင်ထဲမှာဆိုလို့ရှိရင်တော့ amplet လေးနားထောင်ပြီးတော့သချင်းတွေလည်း live ဆိုလို့ရတယ်လို့ဒီလိုမျိုးဆိုင်အပြင်မှာဆိုလို့ရှိရင်လည်း cocktail လေးတောက်ပြီးတော့ AC လေးချေးလို့လည်းရတယ်ပြန်ဝမ်းမှာထိုင်လို့ရှိရင်တော့ဘောလုံးပွဲတွေပါပြပေးသေးတယ်။ငုံအလွမ်းပြေဒီလိုမျိုး amplet band တွေကကြတော့နေတိုင်းည၈နာရီနေပြီးတော့၁၇နာရီခွဲအထိရှိရယ်နော်။ညဘက်တွေဆိုလို့ရှိရင်တချင်းနေနေတူတူလိုက်မျောခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ Prakno မှာရှိရဲ့ Air Rhythm မှာလာထိုင်လို့လည်းရရယ်နော်။ ဆိုင်းအောင်တွေးခဲ့ရင်လည်းလမ်းခေါ်ပြီးတော့မုတ်ကြည့်လို့ရပါတယ်ဟဲ့ဟဲ့စားရပါဒါဆိုရင်တော့ဆိုင်းအောင် vlog ဒီမှာပြန်တွေ့ပါမယ်အားလုံးပဲတတ်တာ